ဒေါ်လာမျိုးတွေအားလုံးဝင်မင်္ဂလာပါဒီဇင်ဘာလ10ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုသတင်းကောင်းလေးတွေကိုရုံးစွာနားဆင်ကြည့်ကြရအောင်ပါပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့ခန်းနီးမှာပေါ့နော်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းခန်းနီးမြို့မှာခရစ်ယာန်သင်းဥဆရာတော်တပားကိုစစ်ကောင်စီတပ်ကစစ်မှုတန်းဖို့အာရမပေါ်တာဆွဲခေါ်ခြင်းကိုခံရတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကသိရပါတယ်ဆိုတော့ဒီဇင်ဘာလ10ရက်နေ့ခန်းနီးမြို့เนาะဒါကျွန်တော်တို့မကန်အောင် နှစ်ချင်းအတင်းတော်တင်းအုပ်ဆရာကြီးဦးစန်းကြီးကခန်းနီမြို့စိတ်ကန်းဆက်လီစိတ်မှာစစ်ကောင်တီတပ်သားတွေကစစ်မှုတမအုပ်တာအခုလိုမျိုးအာရမပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားရလို့သိရတယ်ပေါ့နော်လောလောဆယ်မှာတော့သူ့ကိုခန်းနီမြို့မှာရဲစခန်းမှာထိန်းသိမ်းထားရလို့သိရတယ်ပေါ့ဆိုတော့ဒီတဲ့င်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆက်ဆက်ပြီးပြောချင်တာပါလဲဆိုတော့ခရစ်ယာန်တင်းအုပ်ဆရာလေနော်စစ်မှုထမ်းမှုတူအဆွဲခံရနိုင်တယ်လို့ဒါကျွန်တော်ဗလီမာရှိနေတဲ့ဗလီဒါဆရာလေးလည်းအဆွဲခံရနိုင်တယ်နောက်တစ်ခုကပါလဲဆိုတော့သူတို့မှာလုံးဝလူမရှိတော့ဘူးဆိုရင် အဲ့ဒီငကိုတိုင်းကလည်းမှဂူကြီးကပြောထားတယ်လေတန်ငါး၅သိန်းရှိတာတော့ဘယ်နှသိန်းရှိတာပြောထားကြားရမလားအေးအဲ့အဲ့ဒီဘုံကြီးတွေလည်းစစ်မှုထမ်းခံရနိုင်တယ်ပြည်သူတွေကြီးပဲစစ်မှုထမ်းခံရတဲ့ဥစ္စာမျိုးမဖြစ်တော့ဘူးဆိုတာမျိုးပြောသိကြတာနောက်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့မှ35နှစ်အထက်တွေတော့မှတချို့အညာဘက်တွေမှာစစ်တပ်ကနေပြီးတော့မှအုပ်ချုပ်ထားတဲ့ပတ်ဝန်းကျင်တွေမှာရွာတွေမှာ35နှစ်အထက်တွေတော့မှစစ်မှုထမ်းမှုအတွက်ကိုဒါ အော်ဒါဆွဲခင်ရတဲ့ဥစ္စာမျိုးတွေရှိတယ်မဲနိုင်ရတဲ့ဥစ္စာမျိုးတွေရှိတယ်လို့တော့မှကျွန်တော်တို့ကြားနေရပါတယ်အဲ့တော့သတိထားကြဖို့ဗျာနော်ဒါလေးလည်းပြောချင်တာဗောနော်ဒီသတင်းလေးလည်းပြောချင်တာဟုတ်ကဲ့နောက်တဲ့သတင်းလေးကတော့မွန်ပြည်နယ်ချောင်းစုံမှာအိမ်ဆောင်ရန်ပြင်ဆင်နေတဲ့သူတွေကိုမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့အဖွဲ့ကကြက်သိန်း၄၀၀တိတောင်မှချင်းချောက်ပြီးတော့မှတောင်းရမ်းနေတယ်လို့သိရပါတယ်ဆိုတော့ချောင်းစုံမြို့နယ်တကောဘိုးနဲ့ကရောင်စိန်မူဒွန်းကညော်စတဲ့ခြေရွာတွေမှာအိမ်ဆောင်မဲ့ပြည်သူတွေကိုဥယျင်ခြံနဲ့ရောဘာခြံတို့မှာခွင့်ပြုချက်မရှိဘဲနဲ့အိမ်ဆောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ချောင်းစုံမြို့နယ်အုပ်ချုပ်ရေးမှူးဇော်နိုင်ဝင်းနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးဝင်းတို့ကနေပြီးတော့မှတားဆီးတယ်ကြက်သိန်း100အထိတောင်းရနေတဲ့အကြောင်းကိုချောင်းစုံရက်ကြီးအုတ်ချုပ်ရေးနဲ့နှီးဆက်သူတွေထံကနေပြီးတော့မှသိရတယ်ဗောနော်ဆိုတော့ဒီကောင်တို့သိန်း100ပေးနေရတာဗောဗျာเนาะဆိုတော့ဒီပြောမယ်ဆိုရင်ဒါ entity letter တော့မပေးရဘူးဟိုကြက်ဖို့ letter ကြတော့မှပေးရတာဗျာဒါကြက်ဖို့ကြက်ဖို့တွေအုတ်ချုပ်နေတဲ့ကာလမှာပေးရတာဆိုတော့အဓိကတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီเนาะချောင်းစုံမြို့နယ်တဲ့เนาะချောင်းစုံမြို့နယ်မှာရှိတဲ့အဲ့ဒီအုတ်ချုပ်ရေးမှု ဇော်နိုင်ဝင်းနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မျိုးဝင်းဆိုတဲ့ကောင်ကိုမွန်ပြည်နယ်ဒါကြောင့်ချောင်းဆောင်မှာရှိနေတဲ့ညီကိုတွေနေနဲ့တခုခုလုတ်ပေးစီခြင်းတဲ့အတွက်ကြောင့်မို့လို့ပြည်သူကိုစားတော့ပြည်သူတွေကလည်းတောင်းဆိုလဲဒီကောင်တွေကိုလုတ်စီခြင်းနေရဆိုတော့ဒီကောင်တွေကပြည်ခိုင်မျိုးပါတီဝင်နေနော်အဲ့တော့ဥက္ကရာဆိုလဲကောင်လဲဟုတ်တယ်အမလောင်းနေလည်းရှိတယ်ဆိုတော့ဒီနှစ်ကောင်ကိုကျွန်တော်တို့တခုခုလုတ်ဖို့လိုပါတယ်ဒါလေးကိုလည်းကျွန်တော်ကမိုဘီနယ်မှာရှိနေတဲ့ကျွန်တော်ညီကိုတော်တွေ PDF တွေတိုင်းသားနဲ့နိုင်ငံနေနော်ဒါကျွန်တော်တို့ မွန်တက်တော်ညီကူများကိုကျွန်တော်ဒီနေရာနေပြီးတော့မှအတိပေးချင်တာပါဒီကောင်နဲ့နှစ်ကောင်တစ်ခုခုတော့လှုပ်ပေးပါလို့ပြည်သူကိုစားပါဗောနော်ဟုတ်ကဲ့ပါနောက်ထပ်တင်လေးကတော့အချက်ဘက်ဆက်တဲ့အာနာသိမ့်ပြီးနောက်ပိုင်းမှာ၄နှစ်ကျော်ကာလအတွင်းမှာကရင်မျိုးသား CEO KNU နဲ့မဟာမိတ်တွေကခရိုင်ခုနှစ်ခုအတွင်းမှာရှိတဲ့စုပ်စုစခန်းပေါင်း200နီးပါးကိုတက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့ဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်တဲ့ကရင်ငင်းငင်းရဲ့အထောက်ကူပြုကိုရဲ့ KPSN ရဲ့ဒါကျွန်တော်တို့အရှိတ်ဘက်နေဆက်ကိုပြန်လဲသိမ့်ပိုက်ခြင်းဆိုတဲ့အစီရင်ခံစာမှာတွေ့ရတယ်ဗောနော်ဆိုတော့ဒါကျွန်တော်တို့ ။ KNU နဲ့မဟာမိတ်တွေကဒူးတထူတော်ဦးကလက်တိုကလက်ကလလီထူပလီဒဝဲမူဒရဒူပလာကျွန်တော်တို့ဖအံပေါ့နော်ဒူပလီယာဖအံစတဲ့ခရံခွန်တို့ကိုလည်းစစ်အုပ်စုအခြေဆိုင်စကန်193ကိုတက်ခတ်သိမ်းမဲ့နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကန်တွေထဲမှာလည်းထိုင်းမြန်မာနယ်စပ်မှာရှိစစ်အုပ်စုစကန်55ခုလည်းပါဝင်ခဲ့တယ်လို့သိရတယ်ပေါ့နော်။ဆိုတော့ဒါက2025ခုနှစ်ဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာ တို့ညူကတော့ဒီ၄နှစ်ကျော်ကာလအတွင်းမှာရလိုက်တဲ့အောင်မြင်မှုပေါ့နော်ဒါ KNU ရဲ့အောင်မြင်မှုကိုလည်းကျွန်တော် appreciate လုပ်တဲ့အနေနဲ့ဒီသတင်းလေးကိုပြပြပေးတာဖြစ်ပါတယ်ဆက်ပြီးကြိုးစားပေးပါအောင်များခင်ဗျားတို့နော်ဒီတက်ပို့ပြီးတော့မှခင်ဗျားတို့လုံနိုင်တဲ့အရာလေးတွေကိုထပ်ပြီးပြပေးပါအောင်ဗျာနော်ခင်ဗျားတို့ပြည်သူတွေကယုံကြည်မှုတွေအားနည်းနေတယ်အားရော့နေဆိုတော့ခင်ဗျားတို့လည်းသိကြပါပါအဲ့ဒီယုံကြည်မှုတွေပြန်လည်အားကောင်းလာဖို့အတွက်ခင်ဗျားတို့တွေအလုပ်တွေအများကြီးထပ်လုပ်ဖို့လိုပါတယ်တိတိကျကျမြန်မြန်ဆန်ဆန်နဲ့မှန်မှန်ကန်ကန်လုပ်ဖို့လိုပါတယ်လို့ပလာတာကြီးကပြောချင်ပါတယ်နောက်ထပ်သတင်းလေးကတော့မန္တလေးတိုင်းတောင်တာမြို့နယ်မှာပေါ့နော်ဒါကျွန်တော်တို့ အင်အား150ခန်းနဲ့စစ်ကြောင်းထုတ်လာတဲ့ဂျပန်စစ်အုပ်စုကိုဒေါ်လာ1တရကခုခံတက်ခတ်ခဲ့တယ်လို့တောင်သာ People's Defense Force ကနေပြီးတော့မှသတင်းထုတ်ပြန်လာတယ်။အဲကျွန်တော်တို့ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကနေစတင်ပြီးတော့မှဒါတောင်တောင်သာမျိုးကနေပြီးတော့မှအင်အား150ခန်းနဲ့စစ်ကြောင်းထုတ်လာတဲ့အဂျပန်စစ်အုပ်စုကအမေရိကန်ကျောက်ကိုဥတီလာကြမှာဒေါ်လာ1ပုံပေါင်းတက်တွေကခုခံတက်ခတ်ခဲ့လို့သိရတယ်ပေါ့နော်။တိုက်ပွဲတွေမှာဒေါ်လာ1တက်တွေကလက်လက်ကြီးလက်နက်ငယ်တွေအပြင် drone တွေအသုံးပြုတက်ခတ်ခဲ့တယ်။ အချက်ပဲဆက်သား10ရောက်ခန့်တည်ဆောင်းခဲ့ပြီးတော့မှအများပြားထိခဲ့တဲ့ရရှိခဲ့လို့သိရပါတယ်ဆိုတော့ဒီတိုက်ခိုက်မှုကတော့တောင်သာပြည်ပ Defend Force TTA PDF နဲ့အတူတောင်သာမြို့နယ်ဝဲလောင်တိုက်နယ်ရုံးစင်ကြီးတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DSNDA ဒနုပြည်သူ့အမျိုးသားကာကွယ်ရေးတပ်မတော်မြေကြံခရိုင်တိုင်ရင်တုံးနယ် One More စစ်ကြောင်းတို့ကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ် Okay ဝမ်းသာပါတယ်ဆက်ပြီးတော့မှကျုံးသေးပါအောင်တောင်သာမှာရှိတဲ့ညိုကီများလေးစားပါတယ် နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့မောတော်မျိုးကိုစစ်တပ်ကထိုးစစ်ဆင်ရအတွက်ဆိုပြီးတော့ဒါပြည်ထောင်စုလက်မအောင်အတုံးပြုပြီးတော့မှဆင်အားနဲ့လက်နက်ခဲနဲ့အများပြဖြစ်တင်းနေတဲ့တကြောင်မလို့တိုက်ပွဲတွေပြင်းထန်လာနေတယ်လို့သိရပါတယ်အဓိကတော့မောတော်နဲ့ပတ်သက်ပြီးတော့မှဒါစစ်တပ်ကဒီကျွန်တော်တို့တဲပြူကုန်းလို့ပါအဲ့ဒီဘက်ချမ်းနေပေါ့နော်အဲ့ဒီဘက်ချမ်းတွေဒီကောင်တွေရောက်နေတယ်လို့ပြောတယ်ကျွန်တော်မောတော်နဲ့ပတ်သက်ပြီးနောက်ဆုံးသိရတာကတော့အဲ့ဒါပေါ့နော်ဒီမှာကျွန်တော်တို့ညီကိုတော်တွေနဲ့အမှဒါတိုက်ပွဲတွေဖြစ်နေလို့သိရတယ်ဗောနော်ဒီဒီလက်ရှိဒီကျွန်တော်တို့ဒီဒီဇင်ဘာထဲမှာကိုမောတော်မျိုးကို ဒီအထက်ကကောင်တွေကနေပြီးတော့မှအရရအရယူပါမယ်ဆိုပြီးတော့မှသူတို့ဒါအသေးတန်တွေကိုသူတို့အမိတ်ပေးစေခိုင်းနေတဲ့ဥစ္စာမျိုးတွေရှိတယ်။အဲ့ဒီမှာအဲ့တိုက်ပွဲနှစ်ဖက်တွေပြင်းထန်နေတယ်။အဲ့ဒီမှာကျွန်တော်တို့ညီကိုတော်တွေလည်းဒဏ်ရာရတဲ့လူတွေရှိတယ်။အပြီးတော့ရင်ဘုကောင်တွေဘက်ကပို့ပြီးတော့မှတေတာများတယ်ဗျ။များသောအားဖြင့်တေတာတော့ပါစားတယ်ပေါ့နော်။အလင်းဝင်လာတဲ့သူတွေလည်းအများကြီးရှိပါတယ်။ဆိုတော့ဒါသတင်းလေးတွေဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုလေးတွေကြည့်ရအောင်ပါ။အဲ့တော့မောတော်ကနေပြီးတော့မှအလင်းဝင်လာတဲ့ပါစားပေါ့နော်။ဒါကျွန်တော်တို့ဒါတူရာထိုးကနေပြီးတော့မှ ဘာသာတွေကိုတရင်မှုကိုယ်တိုင်ကပြေးခိုင်းတာတဲ့တရင်မှုကိုယ်တိုင်ကစာပြေးခိုင်းတာတဲ့ကဲနားတော်ကြည့်အောင်ကျွန်တော်ဘောနော်တဝဲတဲ့ရောက်ပြီလို့သူတို့ဒီလှူရှားထွက်နေတဲ့အချိန်မှာဘောနော်နှစ်ပတ်ကျော်ကျော်တတတာလောက်ပေါ့အဲ့လောက်ကြတော့ကျွန်တော်တရင်မှုနာရောက်ပါတယ်တရင်မှုနာရောက်တော့သူနဲ့ဘောသူနဲ့ပဲဘောနော်သူနာပါပဲနေပြီးတော့အတူတူပဲလှူရှားထွက်ပါတယ်ထွက်တဲ့အချိန်မှာမှတရင်မှုကကြတော့တကယ်တကယ်ကျွန်တော်ပထမတော့ကျွန်တော်တို့လည်းလန့်တာဘောနော်တစ်ခါမှလည်းမတွေ့ဘူးဆိုတော့လေမကြုံဘူးတော့ နောက်ပိုင်းလဲကျတော့တိမ်မှုကတကယ်တမ်းတော့သဘောလဲကောင်းပြီးတော့သဘောကောင်းပါလေကျွန်တော်တို့ကိုလည်းချစ်ရှာပါတယ်ဒါပေမဲ့သူကသူကဘယ်လိုလဲဆိုတော့အားပေးပါကျွန်တော်တို့မင်းသူကောင်းနေတယ်ဒီတိုင်းသိရမလားမတောက်နည်းနည်းပါးပါးမတောက်ဘူးဆိုလို့ရှင်ပေါ့နော်သူကအားတစ်ပဲမင်းကြိုးစားမင်းရှေ့ဆက်မင်းကလည်းအတန်းပညာကြီးချင်းရှိရပေါ့မင်းရှေ့ကြမင်းဒီတိုင်းကြိုးပါလို့ကြိုးစားလို့ရှင်မင်းကြောင်းပြန်တက်ပြီးတော့မင်းဘလို့ဘလို့ပဲရရှိတင်တယ်မင်းတက်လို့ရရင်ငါရအောင်လုပ်ပေးမယ်လို့ပြောပါတယ်အဲသူနည်းနည်းပါးပါးကောင်းနေတဲ့ချွေဆိုလို့ရှင်တော့ ားရဲ့ဘက်ရှေ့တန်းရောက်လို့ရှိရင်မင်းအခွင့်တာရင်တာတယ်လို့ပြေးဖို့ကျွန်တော်အမြဲတမ်းဆုံးပါပါတယ်ကျွန်တော်တို့ဒီမောတောင်ပါဝါဆိုတော့မတည်ဘူးပြကျွန်တော်တို့အဲဒဝဲထဲမှာလှုပ်ရှားထွက်နေရင်ဟိုအထက်ကနေပြီးတော့အမိန့်ကြလာတာပေါ့နော်မင်းတို့အရေးကြီးတယ်မင်းတို့ဒီဘယ်ဟိုဘိတ်ဘက်ကိုဆင်းလာဖို့ပေါ့ကျွန်တော်တို့ပြောတော့အာကျွန်တော်တို့ရောက်ရှိလက်ရှိနေတဲ့တီနေရာကိုသူတို့ကားကားရရောက်လာပါလေရောက်လဲရောက်လာကျွန်တော်တို့ချက်ချင်းပဲနှိမ့်ချင်းပဲကားနဲ့ခေါ်ပြီးတော့အဲဒဝဲတင်းမောစိတ်ကိုဆင်းနေပေါ့နော်ဒဝဲတင်းမောစိတ်ကနေတဆင်း ဟိုတင်နှန်းဆင်းတဲ့လိုမျိုးပေါ့နော်တင်မော၃၅လောက်၃၅လောက်ပြောင်းစီလိုက်ရပါတယ်ပြောင်းစီပြီးတော့ညိတ်တင်မောစေးညိတ်ဘိတ်တင်မောစေးကိုကတ်တယ်ပေါ့နော်ဘိတ်ကနေတစ်ဆင်းကျွန်တော်တို့လီတာကကားရည်နယ်လာခေါ်ပါတယ်ကားရည်နယ်ခေါ်လဲခေါ်ပြီးတော့ကျွန်တော်တို့လီတာကိုလီတာကိုရောက်ပါတယ်လီတာမှာတ냐အိတ်လဲအိတ်ပြီးပါတော့လီတာရောက်မှကျွန်တော်တို့ဒီမော်တော်ကိုတက်ကမယ်ဆိုတာသိရပါပေါ့နော်အဲ့ဒီတဆင်သူမှာအမှတညအိပ်ပြီးတော့ကျွန်တော်ဒီကိုရောက်တာပေါ့နော်သူတို့လီလာကနေလိန်လေးနဲ့လိုက်ဖို့ပြရတာဒီနိုင်ခွဲကြော်ကြော်လောက်ကြတော့တော်တိုင်းမှာဆိုတော့မှောင်လာတော့ပေါ့နော်မှောင်လဲမှောင်လာကျွန်တော်လဲ ချင်းနေတစ်ခုတော့ထူးမှာပဲဆိုကျွန်တော်ရှေ့တက်ကြည့်တော့ရတားရင်လည်းတွေ့ပါတယ်။အဲ့ဒါနဲ့ကျွန်တော်မီးတော့ကျွန်တော်ဘေးပါတယ်သူတို့ကဆရာဟိုကျွန်တော်ကြတော့သူတို့ကဆရာလို့ခေါ်ပြီးတော့ဆရာလိုက်သွားမလားပေါ့နော်။ကျွန်တော်မလိုက်တော့မားတို့မှမားတို့နဲ့ပဲကျွန်တော်အတူတူနေပေါ့နော်။သူတို့ကိုမေးကြည့်လိုက်တော့အမကဒီနားမှာ PDF ကိတွေပါရရှိလား။ညီလို့ရှိရင်ကျွန်တော်တစ်ချက်လောက်လိုက်ပို့ပေးပါလားဆိုတော့သူတို့ကကျွန်တော်ကြောက်နေတဲ့အချိန်လေးရှိတော့သူတို့ကလည်းမပြောပါဘူး။မပြောတော့အဲ့ဒါနဲ့ကျွန်တော်မားကျွန်တော်ဘာမှမလုပ်ဘူးကျွန်တော်အလင်းဝင်မလို့ဒီနားအနီးနားမှာရှိရင်ရှိတဲ့နေရာကျွန်တော်တစ်ချက်လောက်ညှို့ပါဆိုသူတို့ကတော့ဒီ ဘယ်ဘက်ဘယ်ဘက်သွားလို့ကျွန်တော်ညွှန်ပြလိုက်ပါတယ်ညွှန်ပြတဲ့အချိန်မှာကျွန်တော်ကလည်းအချိန်ဆိုင်မီနီပဲနဲ့လင့်သွားမှာဆိုလို့ကျွန်တော်ကလည်းသူတို့ညွှန်ပြရဲ့လမ်းတိုင်းပဲလာပါတယ်သွားတဲ့အချိန်မှာလည်းကျွန်တော်ကဘယ်လိုလဲဆိုတော့ဝလုံးမှာကျွန်တော်မှာပါတဲ့ subject အဖြူတစ်ထည်ကိုချုပ်ပြီးထုတ်ပြီးတော့ကျွန်တော်ဝလုံးမှာခြီးလိုက်ပါတယ်ခြီးပြီးတော့သွားပါတယ်ကျွန်တော်လည်းသူတို့ရှိကိုသွားတဲ့အချိန်မှာတိတ်မကြပါဘူးသူတို့ရှိကိုရောက်ပါတယ်ရောက်တဲ့အချိန်မှာတော့လမ်းလက်ခဲရတဲ့ကျွန်တော်မှာပါတဲ့ပစ္စည်းအကုန်ကျွန်တော်သူတို့လက်ထဲအပ်ပါတယ်ရောက်တဲ့အချိန်ရောက်တဲ့အချိန်မှာတော့သူကကျွန်တော်ကို သူတို့မှာရှိရဟိုင်းလည်းအဲ့ခဲကြရပါဘောနော်အကုန်လုံးညီကိုတွေညီကိုတွေကြီးပါပဲဘာမှဖြစ်ဘူးဆိုပြီးတော့ AACD မြေဘာမှဖြစ်ဘူး AACD နေပါဘောနော်မကြခင်ဘုံမူရောက်လာမယ်လို့ကျွန်တော်ပြောတော့ဘုံမူကျွန်တော်သူသူ့တို့ဘောနော်ကျွန်တော်ပြောပြီးလို့မကြပါဘူးဘုံမူရောက်လာပါတယ်ရောက်လာတော့ဘုံမူကလည်းကျွန်တော်ဝမ်းမန်းတတပါပဲနူးနူးထွေးထွေးပါပဲကျူတူပါကျူတူတော့ပြီးရပြီးတော့သူကနင်းနေပတ်ပတ်ပါဘောနော်ကျွန်တော်မေးရမေးတော့ဘာမေးလဲဆိုလို့ရှိရင်ဒီလေးမေးဘာလို့ချင်လဲမင်းနိုင်ငံညာသွားချင်လားဒါမှမဟုတ်လို့ရှိရင်မင်းမေးပြန်ချင်လားလို့မေးပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ နောက်ခုစလုံးကတော့မရွေးချယ်ပါဘူး။ဘာလို့လဲဆိုတော့အဲကျွန်တော်နဲ့ကျွန်တော်ကျွန်တော်တယောက်တည်းမှမဟုတ်ဘူးပေါ့နော်။ပြည်သူတွေအကုန်လုံးပေါ့အကုန်လုံးပေါ့စိတ်တို့ကမျိုးမျိုးပြည်နေဒီစက်ကောင်စီဘာနော်ကျွန်တော်ဆက်လက်တွန်းလှန်သွားမယ်လို့ပြောလိုက်ပါတယ်။อืมဆိုတော့အဓိကတော့ကျွန်တော်ကဗျာဒီမောတော်မှာအလင်းဝင်လာတဲ့ညီလေးတို့ရထုံးပေါ့နော်။ဆိုတော့ तू ကပါစာတွေကိုတရင်မှုကိုယ်တိုင်ကပြီးခိုင်းနေဆိုတော့အချောင်းရလေးအပြင်ကိုသူဒီအလင်းဝင်လာတဲ့သူဒီရောက်ဖြစ်ပေမဲ့လဲစကားစကားကိုသူ့အနေနဲ့ပြန်ပြီးတော့မှတိုက်မယ်ဆိုတဲ့အဥ္စာမျိုးလေးတွေဒီလိုအခြေအနေတွေက ဒီထက်ပိုပြီးတော့မှများတဲ့အခြေအနေရှိပါတယ်ပြောချင်တာဘာလို့ဒီတယောက်မှမဟုတ်အများကြီးပဲသူရှိစီနီယာကြီးလည်းအခုဆိုရင်တိုက်နေတဲ့ဥစ္စာကြီးအများကြီးပဲဒီမိုးတော်တို့ဘာလို့မှဆိုရင်စစ်တပ်ကနေပြီးတော့မှအလင်းဝင်လာပြီးတော့မှပတ်စာရောတန်တေရောတော့အလင်းဝင်လာပြီးတော့မှတိုက်နေလို့ဒီမှာအများကြီးပဲအဲ့ဒါကနေရာဘောင်းစုံမှာရှိတယ်ဆိုတော့ကိုသိစေချင်တဲ့ကြောင့်မလို့ဒီဗီဒီယိုလေးကို reaction လုပ်ပေးတာပေါ့နော်နောက်တစ်ဗီဒီယို file လေးတစ်ခုကတော့ main online တို့စက်တက်အတိုင်းဝိုင်းစက်တက်အောက်ဆွဲတွေအကုန်လုံးမမိုးဘလူးရှယ်တုတ်လဲဆိုတာជីကြီးဩစီမမိုးဘလူးတုတ်လဲជីကြီးပါ နိုင်ငံကိုလက်ဝါးကြည့်အုပ်တီသူကိုကောက်သွေးစုပ်စိုးရောက်တဲ့သခိုးအုပ်လက်ထဲငါတို့နိုင်ငံကိုထဲလို့မရဘူးစင်အခုပဲကြည့်လေပြည်သူတို့နိုင်ငံကိုပြာချတီသူကိုဖာပဝါရအောင်ကြုံစားသွင်းပြီးဖြက်စီရောင်းစားနေတဲ့အာနာယူမိတ်စာကောင်တွေကိုမိတ်စာမျိုးဖျက်ဖို့လိုတယ်အမားကိုမပြင်ပဲတရားကိုကျင့်ပြီးဓမ္မကိုအတ္တမနဲ့တတ်နေတဲ့ကောင်တွေကိုငါတို့လက်ခံလို့မရဘူးစင်တက်ချင်တော့ပလင်ဖေမာကပွင့်နဲ့အစင်နေရာမပြောနဲ့မခင်နေရာတော့မတန်တဲ့ဂျုံတပေါက်မိတ်စာကောင်တွေ ရာစပလင်မပြောနဲ့ဖာမဖင်တောင်မတန်တဲ့ကောင်စားတွေတီးသူကိုလူမထင်သမျှလူယာဝင်ဖို့မစိုးစားနဲ့အာနာယူမိတ်ဆာကောင်အောက်ဒန်းစားအမျိုးရုပ်တီချက်ကောင်တွေစိုက်တာကရုပ်ပတ်လောက်ရကစုပ်ပြက်တီးသူကိုနင်းတက်ပြီးအထွက်အထိပ်ရောက်ချင်နေတဲ့အောက်ဒန်းစားတွေကိုတို့တီးသူတွေနေရမှပို့ဖို့လိုတယ်နောက်ဆုံးတိုက်ပွဲမှာအဲပြောက်ဆုံးသွားတဲ့အနာကတွေကိုပြည်သူအားနဲ့ရအောင်ပြန်ယူကြမယ်ခွေးမကိုက်ချင်ရင်ခွေးရိုက်ဖို့ပြင်ထားကြဟုတ်တယ်ဒီတစီ ညီဖို့လိုတယ်อืมနောက်ဆုံးစကားလေးရတတ်ပါလေခွေးမကိုက်ခင်ခွေးကိုရိုက်ဖို့ပြင်တာကြโอเคဆိုတော့မမိုးဆိုလေသူဆိုရင်ကျွန်တော်ကြည့်တယ်သူ့မှာလေအကောက်ပေါင်း16000နဲ့အကောက်ပေါင်း16000ဆိုတာပါလေဆိုအမိုးဝင်းတာတွေရောအမိုးအက်တန်အများကြီးပဲဗျာဒီလားပြောရရင်ဟိုသူတော်တော်အလုပ်လုပ်တယ်ဗျာဒီလားတော်တော်ကြီးကိုအလုပ်လုပ်တာဟိုပြောမယ်ဆိုရင်ဗျာဟိုသူ့မှာတနေ့တနေ့ကိုငရုတ်သီးနေဘိုးပဲဖြစ်ဖြစ်နှကန်းနေတောင်ဘိုးပဲဖြစ်ဘာဘိုးပဲဖြစ်သူ့မှာယုံကန်လိုက်ရတာဒီညီကိုတွေအတွက်ကိုလေ ပြီးတော့သူကရင်မှဖြစ်ပြီးတော့ပါလေကရင်လူမျိုးဖြစ်ပြီးတော့မှခင်ဗျာအဲ့ VG ရဲ့ကကောင်တွေတို့ DGB ရဲ့ဟာတွေတို့တခါကျရင် KNU ရဲ့လူတွေအောင်သူတုတ်လာအဲ့လိုသူမကြိုက်ဘူးလေအဲ့နောက်ပိုင်းသူဘယ်လိုဖြစ်လဲဆိုတော့ KNB နဲ့ကိုသူမလို့တော့အညာဘက်တွေကြီးသူလူပေးတော့တာပဲဆိုတော့အေးပေါ့တခါလေကျတော့လေဟိုသူတို့တွေရှေ့မှာအများကြီးလူခဲ့တာခင်ဗျာဘိုးစားလုံးလို့ဆိုလဲခင်ဗျာအဲ့စနိုက်ပါတွေပါလူခဲ့တာဘတ်6သိန်းကျော်တယ်6သိန်းလား9သိန်းလားအဲ့လိုအဲ့လောက်ထိတော့သူတို့လူပေးခဲ့တာဆိုတော့ ဘာမှဖြစ်မလာဘူးလေဖြစ်မလာတော့သူတို့လည်းတုတ်တာဘောကျွန်တော်တို့သဘောကြတယ်မမိုး तू အဲ့လိုမတရားတွေပြောတာကိုကျွန်တော်သဘောကြတော့အော်စီမမိုးโอเคဆိုတော့နောက်တစ်ဗီဒီယိုပဲလေးကတော့ဒါကျွန်တော်တို့ဒီကြော်စွာဇိုးပေါ့တော့ကြော်စွာဇိုးဆိုတာတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကြော်စွာဇိုးဆိုတဲ့ကောင်ပေါ့အဲ့ဒီကောင်ခင်ဗျားထောင်ထမင်းထောင်ရင်းနဲ့နီးနေပြီနော်ဒီကောင် COE စင်းတဲ့ဟာမျိုးကြောင့်အဲ့ကောင်အနောင်သွားမလို့တဲ့ဟာတွေတအားပြောတာ ြည်ကြည်ကြည်အဲ့လိုပါတီနဲ့ပတ်သက်တာတို့ဘာတို့ခိုးတာတို့ဘာအဲ့လိုမျိုးတွေပဲသိရမလားကောဘယ်လိုပြောမလဲကျွန်တော်တို့စကားရပြောမဆိုတော့စာရပြောမဆိုတော့ဝင်ကောင်းမှုသည့်အလင်ကနဲ့ပေါ့ဗျာဒဲတော်မဟုတ်ဘူးပဲသိဝိုက်ပြီးတော့ကက်တာကြည်ကြည်မဲတပင်းအောင်လိုင်းတို့ကက်တာပဲဒါကျွန်တော်စောင့်နေကတည်းကြော်ကြီးကြော်ကြီးခေါ်ရင်တို့နော်ဟောလာအဲ့ဒီတော့ကြော်ကြီးဒီကောင်ကြီးကလည်းလှုပ်ချလိုက်ပြန်ပြီကြော်ကြီးကတော့ကြော်ကြီးကပြောလိုက်ဆောက်ကြော်လေးတွေရှောက်ရှောက်ပြောတယ်ကြော်ကြီးကလှုပ်ချလိုက်ပြန်ပြီ အားလုံးကပြောတယ်ငွေချင်းဘိုးချုပ်တွေလည်းရှိတာဟုတ်ပဲအကုန်လုံးကပြောတယ်ကျော်ကြီးမင်းအဲ့ဒီဥစ္စာတွေပြောရင်စော်တော်လေးတွေဒါပြောတာတော့ပြောတော့ဘာဖြစ်လဲဥစ္စာတွေကျွန်တော်ပြောတယ်အေးငါ့ကိုခဏခဏကျော်ကြီးကျော်ကြီးမပြောနဲ့ကျော်ကြီးကဖြစ်ပဲဖြစ်တတ်တာမင်းတို့လိုမဖြစ်တတ်ဘူးကွာကြလားကြလားအော်နီးနေပြီကျော်နီးနေပြီကျော်ကြီးတို့လယ်သမားတွေက တိုက်ပဲစိုက်တတ်တာမင်းတို့လောမဝိုက်တတ်ဘူးကွာလို့တို့တို့လူတွေကအတယ်လေရွာတွေမှာဆိုရင်လဲတဲတဲကြာကြာကြည့်ဟောဒီမှာအလဒီမှာလိုဂိုဒီဇိုင်းမှာကြည့်လိုက်ဗမာပြည်မှာလူနဲ့လူဒီဇိုင်းရှိတာတို့တို့တပါတီတည်းရှိအာနော်အဲ့ဒီတော့ထွေတွေထူးထူးတွေပြောမနေနဲ့တဲတဲချာချာကြည့်လိုက်ပါဟုတ်လားတဲတဲချာချာကြည့်လိုက်ပြီးတော့ လူတွေ့ရင်အကောင်တွေဘလောင်တွေတွေ့ရင်တော့မနိုင်နဲ့ဟာလူတွေ့ရင်တော့ပြောမနေနဲ့တော့မျက်စိစုံမဲ့ပြီးတော့လည်းမနိုင်လိုက်နဲ့တစားခလုတ်တက်နေမြေဘွယ်အဲအဲအဲသေးသေးချာချာချိန်ပြီးတော့လူတွေ့ပြီးဟဲ့လူကိုမဲပေးမှတိုင်းပြီးကောင်းစားမယ်လူအုပ်ချုပ်မှတိုင်းပြီးကောင်းစားမယ်ဆိုတော့စိတ်နဲ့လောက်ချလိုက်စားပါဗျာလို့အဲဆိုအကောင်ပလောင်တွေပါတဲ့ပါတီကိုမပေးနဲ့ဆိုတော့ကြက်ခိုင်ကြီးကိုမဲမပေးနဲ့လို့ပြောလိုက်တာနဲ့တူတူပဲမဟုတ်ဘူးလား မဟုတ်လူရိုးရိုးလေးစဉ်းစားကြည့်ဟောလားမဟုတ်ဘူးလားအဲ့လိုမလို့ဒီကောင်ကကျွန်တော်ထောင်တမင်းထောင်ရင်းနဲ့နီးနေပြီလို့ပြောတာဒါကစကားတွေအနောက်သွားမလို့ခုဘိုလ်ချုပ်တွေလည်းသွားတိုက်ခိုက်နေတယ်တဲ့လားဒီကောင်ပါတော့မှမြင်းရောင်းနေတယ်ရွေးကောက်ပွဲမတိုင်ခင်ဒီတောင်သူလယ်သမားပုံမျိုးတွတ်တက်ရေးပါတီရဲ့ဥက္ကဋ္ဌနော်ကျော်စွာဆိုးဆိုးတဲ့ကောင်တော့ဘယ်လိုမျိုးဖယ်ရှားခံရပါတယ်လို့ဘာလို့ကျွန်တော်တို့ကကြားရောင်းနေပြီဒီကောင်မြင်ရပြီတကောက်တို့လားတန်တိုင်းနေဘေးနားမှာအဲ့လိုလေလူတွေရက်နေတဲ့ပုံလေးမြင်နေရပြီโอเคအေးမင်းသတိထားတဲ့နေကိုကြော်သွားစိုးရည်တော့เนาะအေးပါအေးပါအေးပါမျက်နှာချင်းကြီးနဲ့ အဲ့တော့မန်နေဂျာနဲ့ထောင်နေတော့လိုက်ပါတယ်။ Okay ဆိုတော့နောက်တစ်ဗီဒီယိုလေးတစ်ခုကတော့ဒါကျွန်တော်ဘော်ဒါကြီးပေါ့နော်ကိုကောင်းတူတာပေါ့နော်။သူကစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီရွေးကောက်ပွဲကို तू ကဘယ်လိုနာမည်ပေးထားလဲဆိုတော့အထုရောင်ရွေးကောက်ပွဲဒိုဒီမဟုတ်အထုရောင်စက်ခွတ်လူပွဲအဲ့တော့ဒီဗီဒီယိုလေးအကြောင်းအရာအပြည့်စုံလေးကြည့်အောင် तू ပြောတာလေးအကြာခင်မှာကျင်းပပြုလုံးမဲ့စကားဆိုင်အထုရောင်စက်ခွတ်လူပွဲရဘာနဲ့လက်တံတူနေလဲဆိုတော့ကျွန်တော်ဥပမာလေးတစ်ခုပြပြမယ်ဗျာဒီလား တငငချင်းနှစ်ယောက်ရှိတယ်တဲ့အဲ့တငငချင်းနှစ်ယောက်ကတယောက်နဲ့တယောက်စောင်းနောက်ပြီးပြောကြတယ်ဘာပြောလဲဆိုတော့ဟဲ့တငငချင်းမင်းပြည့်ပြည့်ပုံမဝင်ပြေထားတယ်ဟုတ်လားတဖက်ကတငငချင်းပြောဟုတ်တယ်တငငချင်းရေတဲ့ဒီဖက်ကမေးတဲ့တငငချင်းပြန်ပြောတယ်အဲ့ဒါဆိုရင်မင်းပြည့်ပြည့်ပုံမဘာဆူရတဲ့တငငချင်းပြောတယ်အပြန်ဘုံဝင်လာဆိုတဲ့တငငချင်းပြန်ပြောတယ်ဟာတငငချင်းရေငါပထမဆူကြထားတယ်တဲ့ဟာပေါ့ဒီဖက်တယောက်အော်ပါတယ်ဟာဒီပြည့်ပုံမပထမဆူတော့ရတယ်ပေါ့အပြန်မေးတယ်အမေတငငချင်းဘယ်နှစ်ယောက်ပြန်ကြလဲတဲ့ ်မေးတဲ့ချိန်မှာဟိုဘက်ကတငယ်ချင်းတပည့်ဝင်တဲ့ငယ်ချင်းပြန်ဖြေတယ်ငါတယောက်တည်းမှတငယ်ချင်းရဲ့တဲ့ခုလည်းအဲ့လိုဖြစ်နေပြီဟုတ်ပါသူတို့သူတို့ရွေးကောက်တယ်သူတို့သူတို့တမတာလောက်တယ်ဟုတ်ပါဘာပြစ်လို့ပြည်သူတွေရဲ့နောက်မှာတနတ်ထောက်ပြီးတာဆန္ဒမထက်ခိုင်းနိုင်ဦးမှာလဲအင်းမင်းတို့တွေပြည်သူအာဏာလဲလူလူထားသေးတယ်အင်းမင်းတို့လှုပ်ချင်တိုင်းလဲလှုပ်တယ်မင်းတို့ရွေးကောက်ပွဲထောက်ခံတယ်ဆိုတော့မင်းတို့ရဲ့တိုင်ဝဲတစုမှရှိနေတဲ့အောက်တန်းစားရုပ်ကတစုပဲရှိတယ်อืม မျက်စိပွင့်နားပွင့်နေတဲ့ငါတို့ပြည်သူတွေကမင်းတို့ရုပ်ကောက်ပဲမိသူတူတရားမှာထားမခံထားဘူး။အာတိလား။ဘာဖြစ်လို့လဲမင်းတို့တွေရဲ့ရုပ်မှာကောက်ခြင်းမှုကိုငါတို့ပြည်သူတိုင်းကသိလို့။ဟွန်းမင်းတို့သားနိုင်ငံကိုတိုးတက်အောင်လုပ်မယ်ဆိုရင်ငါတို့ပြည်သူအနေနဲ့မင်းတို့ကန့်ကွက်စရာမရှိဘူး။ဟုတ်ပါဟုတ်ပါ။တော်လားစရာကြောက်မှုမရှိတာ။ဟုတ်တယ်။မင်းတို့တွေကပြည်သူတွေကိုရုပ်မှာကောက်ခြင်းလို့တိလား။အခုလိုမျိုးတော်လှန်နေရတာအခုလိုမျိုးကန်းကွက်နေရတာอืมရှင်းရှင်းလေးပဲ ဟုတ်နော်အဲ့ဒီချိန်မှာငါတို့ပြည်သူတို့ဦးတယောက်ကအမှားလေးတစ်ခုလုံးမကြည့်ရဲယူလိုက်မဲ့ဥပဒေစွဲချက်တင်လိုက်မဲ့ပုံမှမင်းတို့တွေကြတော့နော်ပြည်သူ OA စီစေးအသက်မပြည့်တဲ့ကလေးတန်းငယ်စာသင်ကျောင်းကံဖုန်ကြီးကျောင်းကံနဲမင်းမပြိုလေမင်းမျိုးမျိုးဖြစ်စည်းတယ်မျိုးမျိုးသတ်ဖြတ်တယ်မင်းတို့ကြတော့ငါတို့ပြည်သူကဘယ်ပုံမှန်နဲ့စွဲချက်တင်ရမလဲ ဘယ်လိုဥပဒေနဲ့မင်းတို့ငါတို့ရေးယူရအောင်ဟုတ်ပါကွာဒါပြလို့ငါတို့ပြည်သူရဲ့အာဏာမင်းတို့လူရတာငါတို့ပြည်သူမှာဘာရေးယူပိုက်ခွင့်လည်းမရှိဘူးဟုတ်ပါဆွဲချက်တင်လည်းပုံမှန်မရှိဘူးอืมမင်းတို့အခုချိန်မင်းတို့လုပ်တဲ့ဟာအမှန်မင်းတို့ချဲလဲချင်တဲ့ချဲလဲတဲ့မင်းတို့သက်ချင်တဲ့သက်တယ်ဒါအောင်နဲ့မင်းတို့ရွေးကောက်ပွဲလုပ်သေးတယ်အေးလေမင်းတို့တွေစောက်ရှက်မရှိဘူးဟုတ်တယ်စက်တိုင်းကိုယ့်ကိုယ်ကိုလဲတင်လို့ရဟုတ်ပါငါတခုပြောချင်တာက အာနာယူနေတာမအေးလို့မပြောချင်မင်းနေတိုင်းဖျားများများရှိခိုးတာမင်းသိရင်တော့ဘဝမှာလူဖြစ်ဖို့ကိမရှိဘူးဟုတ်ပါဟုတ်ပါပြည်သူတွေမိမိကြီးပေါ့ငါကြောင်လဲလောက်တယ်ပြည်သူသွေးညိကြောင်တယ်လို့လောက်တယ်မင်းပါလစီကကမင်းလောကလောကထိုင်နေပြီဟုတ်တယ်မင်းမှာတော့ဘဝဆိုတာလူမရှိတော့တိလာအကြောင်းများများဆူတောင်းထားအင်းငရေဘုံအောက်ထက်ကအောက်ဂျိုးတက်ကဂျိုးမင်းရမှာဖြစ်တဲ့တော့ ဖျားတာများများရှိခိုးပြီးတာနေတော့ကြာလာမအေလူများတပိုက်ဟုတ်တာပဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီစစ်အာဏာရှင်အပါဝဲဒီစစ်အာဏာရှင်ကိုအားပေးနေတဲ့အောက်ဆွဲတတိုက်ကိုသာဟိုအရေးယူလို့ရမယ်ပုံမှန်တွေဥပဒေထောင်ချလို့ရမယ်အုပ်ဆံပေးတာရှိခဲ့မယ်ဆိုရင်ဒီကောင်တွေထောင်နေရအောင်ထွက်ရမှာမဟုတ်ဘူးဟုတ်လားဒီကောင်လေးဘုရားအခုလက်ရှိကဘလို့ဖြစ်နေလဲဆိုတော့တယောက်တည်းပြိုင်လာတော့မှဒုတိယရရတယ်လို့ဖြစ်နေတယ်။ဥမာတဘောတရားတစ်ခုရရွေးကောက်ဝဲဆိုတဲ့အပြေးပြိုင်နေပေါ့ဗျာ။အပြေးပြိုင်နေတဲ့အချိန်မှာ ဂဲလုံးကိုခလုတ်တိုက်ပြီးတော့မှဂဲလုံးကပထမဖြစ်သွားတယ်သူကသူတို့ကဒုတိယဖြစ်သွားတယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ तू तू ပေးတဲ့ဒီဒီရွေးကောက်ပွဲကို तू ပေးတဲ့နာမည်လေးကိုကြိုက်တာဗာလဲအတုရောင်စက်ခွက်လူပွဲအေးအဲ့ဒါအမေသားပဲအဲ့ဒါအမေသားပဲအဲ့လိုပြောရင်အဲ့လိုချစ်ဖို့ကောင်းအောင်လည်းပြောတတ်တယ်လူစိတ်ဝင်စားအောင်လည်းပြောတတ်တယ်မင်းတို့စခွေးအားပေးတဲ့ကောင်လည်းလည်းနာအောင်ပြောတတ်တယ်အဲ့ဒါငါတို့အမေသားတွေရဲ့ရည်ချင်းပဲအဲ့ဒါမင်းတို့သိဖို့လိုတယ်နော်စခွေးဘောမအောက်ဆွဲတတ်တိုက်โอเคအားလုံးပဲ ကျေးဇူးများကြီးတင်ပါတယ်နောက်ခေါက်မှာပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Platter Review တို့ YouTube Channel ဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့အမျိုးတွေအားလုံးပဲစိတ်ချမ်းသာရေကိုကြီးကျမ်းမာခြင်းနဲ့သလုံးသွားပြေးဝနိုင်ကြပါစေဗျာ